ုင်းပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပြီးစစ်ကောင်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုတွေများနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့မှာကြောက်ဖြူမြို့နယ်ပြင်ရှင်နဲ့ကလဘာမှာအာရခတပ်တော်အေအေနဲ့စစ်ကောင်မရှင်တပ်တို့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ကအရာရှိတွေပါဝင်တပ်ဖွဲ့ဝင်အများပြားတေဆုံးတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ တိုက်ပွဲတွေစတိုင်ဖြစ်ပွားပြီးနောက်အောက်တိုဘာ19ရက်နေ့မှာစစ်ကောင်မရှင်ကတောင်မော်ဦးရီတဲ့ဒညဝရီရဲဌာနချုပ်နဲ့ခမရ943ကိုစစ်ကူအင်အား400လောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ဘက်ကစစ်ကြောင်းတွေပြန်ဖြန့်ပြီးတက်လာရကတိုက်ပွဲတွေပြန်ဖြစ်နေတယ်စစ်တပ်အရာရှိပိုင်းတွေ AA စနိုက်ပါကြောင့်တေတာများတယ်သူတို့လောင်းတွေကိုနေပြီနဲ့တစ်ပုတ်တောင်ဘက်တဲကြတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ် ကြောက်ပြုံမျိုးရင်းမိုင်းကိုအပြေဝထိန်းချုပ်ထားတဲ့စစ်ကောင်မရှင်ကအေအေနဲ့ထိတွေ့တိုင်ပွဲတွေရှိနေတဲ့ပြင်ရှေကလဘာလက်ကမွန်စတဲ့ခြေရွာတွေဘက်ကပါစစ်ကြောင်းထိုးလာလို့တိုင်ပွဲတွေပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။အေအေဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကြောက်ဖြူရန်ကုန်ကားလမ်းပေါ်ရှိအမှတ်32ရဲတပ်ရင်းကိုဒရုန်းမုံနေနဲ့တိုက်ခိုက်လို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတေဆုံးထိခိုက်မှုတွေများခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ ရခိုင်ပြည်နယ်တွင်ကြောက်ဖြူစစ်တွေမြန်အောင်သုံးမြို့နယ်မှာသာရှိနေတဲ့စစ်ကောက်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြောက်ဖြူတိုက်ပွဲကိုထိန်ချုပ်လိုနေပြီးစစ်ကောက်မရှင်တက်ထိုးစစ်တွေနေရာနှံ့ဖြန့်ပြီးတက်လာလို့အေအေးရဲ့ဂျားဖြတ်တိုက်ခိုက်မှုကြောင့်စုလိုက်ပြုံလိုက်သေဆုံးနေရတယ်လို့သိရပါတယ်။နေအိမ်ကံပြူဟာကုန်းရှိဆုံးရှုံးစခန်းတွေကိုပြန်လည်ရယူဖို့နဲ့ ပိတ်မိပြီးကစင်ကလျာပြေးနေရတဲ့စစ်ကောင်မရှင်တပ်တွေကိုကုဖို့စင်ရအလုံးရင်ပို့ဆောင်နေရတယ်လို့သိရပါဗျ။အမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆာခ935နဲ့အမြောက်တပ်အမတ်တ439တို့ကအင်အားအပြည့်ပါတဲ့စစ်ရင်နှန်း5စီးဟာပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့မှာဇင်ပြုံးကတဆင်ပြင်းဝလမ်းစုံကိုရောက်ရှိလာတယ်လို့သိရပါဗျ။ အဲ့ဒီစစ်နန်းတွေကစစ်ကြောင်းချို့မှာတိုင်ပွဲဖြစ်ပွားရာကိုခြေလင်းတက်ကြမှာဖြစ်ပြီးရိခါတွေပါပါရှိတယ်လို့လည်းသတင်းရရှိပါရယ်စစ်တပ်ကအင်အားဆက်တိုက်ဖို့နေတယ်လမ်းကြောင်းတွေဖြတ်ပြီးချီတက်ခိုင်းနေပြောတယ်တော်လိုင်းဘက်က ပိတ်တိုက်တာရောဂျားဖြတ်တိုက်တာရောနဲ့တိုင်ပွဲဆက်ဖြစ်နေတယ်လို့သတင်းရမြစ်က ARD Times ကိုပြောပါရယ်နေကံဖြူအောင်ဘက်ကိုစစ်ကော်မရှင်ကပို့လိုက်တဲ့စစ်ကြောင်းတွေနဲ့စခန်းကထွက်ပြေးတဲ့တက်ချို့ပူးပေါင်းက ကိုကြီးဘက်မှာအေးနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်မရှင်ကနေကန်စကန်နဲ့စကန်အနီးကတပ်ဖွဲ့ဝင်တွေကိုလေကြောင်းကနေလက်နက်ခဲယံပို့နေရပြီးမြေပြင်လမ်းကြောင်းတွေပိတ်ဆို့ခံရတဲ့အတွက်ပြင်းဝလမ်းစုံကတဆင့်သာလမ်းကြောင်းတွေခွဲပြီးနေကန်လမ်းသစ်နဲ့လမ်းဟောင်းကိုစစ်ကူပို့နေရပါဗျ။နေကန်ဖြူဟာကနေကြန့်ရှိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကတချို့မှာ စခန်းစွန့်ခွာထွက်ပြေးနေပြီးတပ်ဖွဲ့ဝင်တချို့မှာ AAC အညံ့ခံကြတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့နဲ့အောက်တိုဘာ18ရက်နေ့မှာ AA ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ဟာမနေ့ကအောက်တိုဘာ20ရက်နေ့ထိလေချောင်းကနေပြီးနေရီကန်နဲ့ဂုတ်ကြီးအနီးတစ်ဝိုက်ကို လေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားတယ်လို့သိရှိရပါတယ်မြန်မာနိုင်ငံမှာအနာသိမ့်မှုကြောင့်ပြည်ပင်ခံထားရတဲ့အာဆီယံထိပ်သီးစည်းဝေးကိုပြန်လည်တက်ရောက်ခွင့်ပြုဖို့ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့၎င်းဦးဆောင်တဲ့စစ်ကော်မရှင်ကအာဆီယံအနှံ့အပြားဥက္ကဋ္ဌစီတောင်းဆိုခဲ့ပေမဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာမှုမရှိတာကြောင့်တရားခွင့်ရမှာမဟုတ်ဘူးလို့တန်တမန်သတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်းဆောင်တဲ့အဖွဲ့ဟာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ရှိကွန်ဗင်းရှင်းဘူဌာန KLCC မှာ လာမယ့်အောက်တိုဘာ23ရက်ကနေ28ရက်ထိကျင်းပမယ့်48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်ခွင့်ရဖို့လက်ရှိအာဆီယံလှည့်ကြောင်းဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးဒါတိုစရီမိုဟာမက်ဟာဆန်ဦးဆောင်တဲ့အဖွဲ့မြန်မာပြည်ခီးစင်တွင်တောင်းဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအာဆီယံကမြန်မာငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဘုံသဘောတူညီချက်၅ရပ်ကိုတတ်မှတ်ချထားပြီး စစ်ကောင်မရှင်ကလိုင်းနာမှုမရှိတာကြောင့်အစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ထားသလိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်းဖိတ်ကြားလို့မရကြောင်းတန်တမန်အနေနဲ့ထိတွေ့သူတွေစီကသိရှိရပါတယ်။အာဆီယံအနေနဲ့စေအုပ်စုရဲ့အာဏာသိမ်းမှုကိုလက်ခံလို့မရဘူး။ဘာလို့ဆိုဘုံသဘောတူညီမှု၅ချက်ကရှိနေပါတယ်။အဲဒါကြောင့်မို့လို့ဒီနေ့ထိစေအုပ်စုကိုဖိတ်ကြားတာမျိုးအာဆီယံကမလုပ်တာဖြစ်ပါတယ်လို့အာဆီယံတန်တမန်ရေးရာရီနဲ့နှိစက်တဲ့တော်လိုင်းအင်အားစုဝင်တူက ARD Times ကိုအတည်ပြုပြောပါရယ်။ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမလေးရှားသတင်းဌာနတစ်ခုကစင်ကောင်းဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်းတက်ရောက်ခွင့်ရနိုင်တယ်လို့ကနဦးသတင်းဖော်ပြခဲ့ပေမဲ့နောက်ပိုင်းမှာတော့၎င်းရဲ့အမည်ကိုဖယ်ရှားပြီးပြန်လည်ဖော်ပြခဲ့ပါတယ်မလေးရှားသတင်းဌာနရဲ့ကနဦးသတင်းဖော်ပြမှုကိုစစ်ကော်မရှင်ဝါရဖြန့်မီဒီယာတွေကလို့တလို့ချက်ကပြီးအာဆီယံစည်းဝေးတွေကို စင်ကောင်းဆောင်တက်ရောက်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာနိုင်ငံတည်တည်ကောင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ဖော်ပြကြပါရယ်အလားတူအာဆီယံရဲ့လက်ရှိအနှဲ့ကြဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဒါတိုစရီမိုဟာမက်ဟာဆန်ဦးဆောင်တဲ့အဖွဲ့ပြီးခဲ့တဲ့အောက်တိုဘာ9ရက်ကမြန်မာနိုင်ငံကိုရောက်ရှိလာခြင်းမူလအခွင့်အရေးတွေပြန်လည်ပေးအပ်ဖို့စစ်ကောင်ဆောင်တဲ့အဖွဲ့ဝင်တွေကတောင်းဆိုခဲ့တယ်လို့သိရှိရပါရယ်အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်တဲ့ရာဇဝတ်ခိုင်းတွေမှာ ကျိုးရအင်တာနက်ဝန်ဆောင်မှုတွေအသုံးပြုတာမြင့်တက်လာတဲ့ဆိုတဲ့သတင်းတွေကြောင့်မြန်မာကြားဖြန့်စင်တာတွေရှိ Starlink စက်ပေါင်း2500ကျော်ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX ကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။ကြားဖြန့် online လိမ်လည်မှုတွေဟာမြန်မာနိုင်ငံမှာဆရာနာသိမ်းပြီးနောက်ပိုင်းအချိန်ဟုန်နဲ့တည်ရှိလာပြီးအီလွန်မက်ပိုင်ဆိုင်တဲ့ဂျိုရုကွန်ရက်ကတက်ဆင် Starlink ဆက်တွေကိုတက်ဆင်ကအင်တာနက်အသုံးပြုလိမ့်လည်လာကြတာဖြစ်ပါတယ်။အကျိုးကျေးဇူးကြီးမားတဲ့တူညီတဲ့နည်းပညာဟာလည်း အလွဲသုံးစားလုံးနိုင်တဲ့အနေရှိတယ်။အကျန်းဖတ်မှုလို့သတ်မှတ်နိုင်တဲ့ဖြစ်တောင်ဖြစ်ခဲ့အခြေအနေတခုဆိုရင်ကျွန်တော်တို့ကမ္ဘာတဝန်းမှာရှိတဲ့တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ပူးပေါင်းတာလိုမျိုးတင့်တော်တဲ့အရေးယူမှုတွေဆောင်ရွက်သွားပါမယ်လို့ Starlink လေပတ်ရေးတူကထလူရန်ဒရီယာကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာတရုတ်ရာဇဝတ်ခိုင်းတွေရဲ့ကြားဖြတ်လုပ်ငန်းဝင်မှာနိုင်ငံအနှံ့အမြင့်တွေနေပြီးအထူးသဖြင့်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိရှမ်းမြောက်ဒေသမြဝတီဖျားသုံးစုစတဲ့ဒေသတွေဟာ ကြားဖြတ်လုပ်ငန်းခွင်တွေအခြေဆိုင်ကြောင်းအမိထင်ရှားတဲ့ဒေတာတွေဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်မရှင်ကလည်းထိုင်းမြန်မာနယ်စပ်ရှိ KK ဘက်အွန်လိုင်းလိမ်လည်မှုစင်တာကိုဝင်ရောက်စီးနှင်းကစတားလင်းဆက်တွေကိုသိမ်းဆီးခဲ့ကြောင်းကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲလိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။စေယုချုပ်ရေခိုင်မာစွာမြင့်တွင်စေပြီးနိုင်ငံတကာဖိအားလျော်ပါစေဖို့ပုံဖော်ထားတဲ့ တရားမဝင်ရွေးကောက်ပွဲကျင်းပမယ်မြန်မာစစ်တပ်ရဲ့အစီအစဉ်တွေကိုအာဆီယံကောင်ဆောင်တွေကပြပြသားသားပယ်ချရမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအစီအခံစာတင်ပြသူသောမတ်အန်ဒရူးကပြောပါတယ်မြန်မာရေးနဲ့ပတ်သက်လို့အာဆီယံဖွဲ့ဟာရှေးမတိုးတာနောက်မဆုတ်တာအခြေအနေဖြစ်ခဲ့တယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ၎င်းကပြောပါရယ်မြန်မာဆေးအုပ်စုဟာလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြည့်ရပြုနေပါရယ် ထောင်နဲ့ချီတဲ့နိုင်ငံရေးကျင်းသားတွေအကျဉ်းကျခံနေရဆဲဖြစ်ပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ရေးသားခွင့်ဖိနှိပ်ခံရကအရဲသားတွေကိုစစ်တပ်ကဆက်လက်တိုက်ခိုက်နေပေမဲ့အာဆီယံဖွဲ့စည်းကနေအတူယောင်ရွေးကောက်ပွဲတရားဝင်မှုလိုလားပါတယ်လို့သူကဆိုပါတယ်စစ်ကောင်မရှင်ရဲ့အတူယောင်ရွေးကောက်ပွဲကိုအတိမတ်ပြုမှုဟာမြန်မာနိုင်ငံကိုနောက်ပြန်ရောက်စေပြီးတရားမျှတမှုကိုမကောက်ကွယ်နိုင်ဖြစ်စေပြီးရွေးကောက်ပွဲကိုစောင့်ကြည့်ဖို့လေလာသူတွေဆင်းလွတ်တာပါဝင် စစ်ကောင်မရှင်ကိုတရားဝင်မှုပေးတဲ့လုပ်ရက်တွေကိုအာဆီယံကောင်ဆောင်တွေကရှောင်ကျဉ်ရမယ်လို့၎င်းကဆက်ပြောပါရယ်စစ်တပ်ကအကြမ်းဖက်မှုတွေဖိနှိပ်မှုတွေကျူးလွန်နေပြီးနိုင်ငံရေးကောင်ဆောင်တွေထိမ့်သိမ်းခံရကလွတ်လပ်မှုတွေပြတ်သုံးနေခြင်းကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အများယုံကြည်လက်ခံမှုမရှိနိုင်ပါဘူးလို့တွမ်အင်ဒရူးကဆိုပါရယ်တာဝန်ခံမှုစေအုပ်စုရဲ့အကြမ်းဖက်မှုအဆုံးသက်ရေးတဆိုင်သူအလုံးနဲ့နိုင်ငံရေးဆွေးနွေးမှု ူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်တောင်းဆိုခြင်းအပြင်အာဆီယံဘွဲ့ကိုကောင်းဆောင်မှုပြသဖို့မြန်မာပြည်သူတွေက မျှော်လင့်နေတယ်လို့၎င်းကပြောပါတယ်။စေအိုစုကဘုံသမောတူညီချက်၅ရက်ချိုးဖောက်ကြောင်းဝန်ခံမှုနဲ့စစ်ကောင်မရှင်တာဝန်ရှိသူတွေကိုမြန်မာနိုင်ငံကိုကိုးစားပြုပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်မပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရတိုင်းဒေသတော်လှန်ရေးဖွဲ့စည်းတွေရပ်ဖက်ဖွဲ့တွေမြန်မာပြည်သူတွေကိုကိုးစားပြုတဲ့အရေးပါတဲ့ပါတီတွေနဲ့ထိတွေ့ဆက်ဆံဖို့ တွန်အင်ဒရူးကအာဆီယံဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ်။ဒေသန္တရအရက်ဖက်ဖွဲ့စည်းတွေကတဆင့်နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီထောက်ပံ့တာပါဝင်အကူအညီလိုအပ်နေတဲ့ပြည်သူအားလုံးစီစာနာမှုအကူအညီပေးအပ်ခွင့်ပြုဖို့လည်း၎င်းကတောင်းဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေဟာလွတ်လပ်မှုနဲ့လူခွင့်ရေးတိုက်ပွဲမှာအထင်ကြီးလောက်ဖွယ်သက်တည်ရှိမှုကိုဆက်လက်ပြသနေပါတယ်။သူတို့လိုအပ်တာလုံဆောင်ချက်ဖြစ်ပြီးသကလုံးတွေမဟုတ်ပါဘူးလို့သူကဆိုပါတယ်။ ထိုင်းဒုတိယဗန်နိုင်းဝင်ကြီးဘိုရာပက်တန်ယာယောင်ကယာရုကနှုတ်ထွက်ကြောင်းပိုရုံးနေမှာကြေညာခဲ့ပြီးလက်ဆက်ဖြတ်ကျော်ကြားဖြန့်ခွင့်ရတွေနဲ့ပတ်သက်မှုမရှိကြောင်းပြောကြားကသတင်းမှဖြန့်သူတွေကိုဥပဒေအရအေးအေးယူမယ်လို့ဆိုပါတယ်။သူဟာတရားဝင်ဝေကျေးအုပ်စုတွေအထူးသဖြင့်ကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြန့်ခွင့်ရတွေနဲ့ပတ်သက်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်တွေဟာမလိုမုန်းထားတဲ့ပြောဆိုချက်တွေလို့ဘိုရာပက်ကပြောပါတယ်။ ကျွန်တော်ဟာပြည်တွင်းပြည်ပမှာဘဏ်လုပ်ငန်းနဲ့ဗဏ္ဍာရေးနယ်ပယ်မှာအတွေ့အကြုံနှစ်30ကျော်ရှိပါတယ်။ကျွန်တော်နိုင်ငံရေးအာဏာရဖို့ဘရောမမကြိုးစားခဲ့ပါဘူး။ကျွန်တော်ရဲ့တခုရီးသောရည်ရွယ်ချက်က ကျွန်တော်ရဲ့ပညာရည်နဲ့တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်မှုပါလို့၎င်းကဆိုပါတယ်။ကမ္ဘောဒီးယားနိုင်ငံရှိကြားဖြန့်ဂိုင်းတစ်ခုနဲ့ပတ်သက်တဲ့ဆိုတဲ့ပြောဆိုချက်တွေကို၎င်းကပယ်ချခဲ့ပြီးဘဲအွန်လိုင်းငွေလိမ်လုပ်ငန်းမှမပါဝင်ခဲ့ဘူးလို့ပြောပါရတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့နီကတ်သူ PIC ဥက္ကဋ္ဌယင်လိခနဲ့တွေ့ဆုံခဲ့တာကိုသူကဝန်ခံခဲ့ပေမဲ့ကုမ္ပဏီတွေမှာအမှုဆောင်သူမဟုတ်အကြံပေးဖြစ်တာဝန်ယူနေတယ်ဆိုတဲ့ပြောဆိုချက်တွေကိုညှင်းဆန်ခဲ့ပါတယ်။သူဟာဖုန်းနံပါတ်တစ်ခုနဲ့ Khontine Bank ရဲ့ဘဏ်ကတ်တစ်ခုကိုနှစ်နဲ့ချီအသုံးပြုခဲ့တာကြောင့်ဘယ်အချိန်မှစုံစမ်းစစ်ဆေးနိုင်တယ်လို့ဘူရာဘက်ကပြောပါတယ်။ဘလို့စုံစမ်းစစ်ဆေးမှုမျိုးကိုမဆိုကျွန်တော်ကြိုးစိုးပါရစေ။ကျွန်တော်ဖုံးခွက်ထားစရာမရှိပါဘူး။ ကျွန်တော်ဟာဘယ်တော့မှနိုင်ငံဖြတ်ကျော်ရာဇဝင်ခိုင်းကွင်ရက်မှာမပါဝင်ခဲ့ပါဘူးလို့၎င်းကပြောပါတယ်ဒေတာရင်းကြားဖြတ်ကွင်ရက်တွေနဲ့ပတ်သက်မှုရှိတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုစာရေးပြီးဖြေရှင်းဖို့ဝင်းကြီးချုပ်အနုတင်ချမ်ပီရာကိုကတောင်းဆိုခဲ့ပြီးနောက်တည့်ရက်မှာသူကအခုလိုရာထူးကနှုတ်ထွက်လိုက်တာပါ